create a story scratch မှာဇက်ကောင်တွေကိုရွေးချယ်ပြီးစကားပြောပြီးအသက်ဝင်တဲ့ပုံမြင်တွေကိုဖန်တီးနိုင်ပါတယ်ဒီသင်ခန်းစာမှာတော့ start a story start a conversation switch backdrop click a character add your vibes glide to a spot respond to a character add a scene စားတဲ့ title တွေ ပါဝင်ပါတယ်အဲ့ဒီတော့ပထမဆုံး title ဖြစ်တဲ့ start a story ကိုစတင်လေ့လာကြည့်ပါမယ်ဒီသင်ခန်းစာမှာတော့ဇဝင်ခန်းတစ်ခုနဲ့စကားပြောသော character တစ်ခုကို ဖန်တီးကြည့်မှာဖြစ်ပါတယ် ဝစ်ဟောက်ထဲမှာမော်ဆရာတယောက်က Welcome to Magic School ဆိုတဲ့နှုတ်ဆက်စကားကိုပြောရင်းစာဝင်ခံတစ်ခုကိုဖန်တီးဖို့အတွက် Wish How Badro နဲ့ Wizard Scratch ကိုခေါ်ယူလိုက်ပါမယ်။ Avan Panel ထဲက One Green Flag Click ကို Say Hello for 2 Second Block နဲ့ချိတ်ဆက်ပေးလိုက်ပါမယ်။ Say hello for 2 second block ထဲကိုကိုပြောရှင်တဲ့စာသားကိုထည့်ပေးလို့ရပါတယ် ဒီမှာတော့ Hello နေရာမှာ Welcome to Magic School ဆိုတဲ့စာသားကိုထည့်ပေးလိုက်ပါမယ်။ Grand Flag ကို click ပြလုပ်တဲ့အခါ Wish Hop ထဲကမော်စရာရဲ့ Welcome Conversation ကို တွေ့ရမှာဖြစ်ပါတယ်။ Start a conversation ၎င်းထိုက်ထဲမှာတော့စက်ကောင်တစ်ခုကတစ်ခုနဲ့တစ်ခုစကားပြောတဲ့ animate ကိုပြုလုပ်ကြည့်ပါမယ်။ ဲ့ဒီတော့ which နဲ့ elf ဆိုတဲ့ဇက်ကောင်နှစ်ခုကိုခေါ်လိုက်ပါမယ် which ဇက်ကောင်ကစတင်စကားပြောမှာဖြစ်ပြီး which ဇက်ကောင်ပြောပြီးတဲ့အခါမှာ elf ဆိုတဲ့ဇက်ကောင်က စကားပြောမှာဖြစ်ပါတယ် sacrum မှာဇက်ကောင်နှစ်ခုကိုမျက်နှာချင်းဆိုင်အနေအထားဖြစ်စေဖို့ Elspric ရဲ့ position ကိုပြောင်းဖို့အတွက် costume tab ကိုသွားပြီး Elspric ကို flick horizontal ပြုလုပ်ပေးလိုက်ပါမယ် ခုတ်စတင်ဖို့အတွက်ခုတ်ထပ်ကိုသွားလိုက်ပါမယ်။ Fish ကိုစတင်မှာဖြစ်တဲ့အတွက်၎င်း character ကို slap ပြုလုပ်ပြီး hue green flag click နဲ့စတင်လိုက်ပါမယ်။စကားပြောတဲ့ block ကိုအသုံးပြုမှာဖြစ်တဲ့အတွက် look panel ထဲက say hello for 2 second block နဲ့ချိန်ဆက်လိုက်ပါမယ်။ hello နေရာမှာ i have a pet on ကိုအစားထိုးလိုက်ပါမယ်။ နောက်ဆုံးမှာတော့ control group ထဲက wait 2 second block နဲ့ထိဆက်လိုက်ပါမယ်။နောက်ထပ် elf စက္ကန့်အတွက်ခုတ်ရေးသားမှာဖြစ်ပါတယ်။ when green flag click နဲ့စတင်လိုက်ပါမယ်။ပြီးရင်တော့ wait 2 second သူ့အောက်မှာတော့စက္ကန့်ကိုစကားပြောစီဖို့ say hello for 2 second hello နေရာမှာ what is name ကို အစားထိုးလိုက်ပါမယ်။ green flag ကို click ပြီး code တွေရဲ့အလုပ်လုပ်ပုံကိုကြည့်မယ်ဆိုရင် first စက္ကန့်က i have a pet on ဆိုပြီး20စက္ကန့်ပြောပြီးတဲ့အခါမှာ20စက္ကန့်ဆောင်းဆိုင်ပြီး l စက္ကန့်က နောက်ထပ်20စက္ကန့်အကြာမှသာ what is name ဆိုတာကိုပြောမှာဖြစ်ပါတယ်။ switch bedrock ဒီသင်ခန်းစာမှာတော့ဘက်ထရောတစ်ခုကနေနောက်ထပ်ဘက်ထရောတစ်ခုကို ပြောင်းတဲ့သင်ခန်းစာဖြစ်ပါတယ်။ Wish Hawk နဲ့ Mountain ဆိုတဲ့ဘက်ထရောနှစ်ခုကိုအသုံးပြုလိုက်ပါမယ်။ Wish Hawk ကရှိပြီးသားဖြစ်တဲ့အတွက် Mountain ဘက်ထရောကိုထပ်ခေါ်လိုက်ပါမယ်။ F ကပထမ Wish House Bedrock နဲ့အတူရှိနေမှာဖြစ်ပြီး Mountain Bedrock ကိုပြောင်းသွားမှာဖြစ်ပါတယ်။ ခောက်ကိုတော့ elf ဆက်ကောင်မှရေးသားရမှာဖြစ်ပါတယ်။ one green flag click နဲ့စတင်လိုက်ပါမယ်။သူ့ရဲ့အောက်မှာတော့ switch bedroom to wish house နဲ့ချိတ်ဆက်ပေးလိုက်ပြီးနောက်ထပ် bedroom တစ်ခုမပြောင်းခင် wait 4 second နဲ့ချိတ်ဆက်ပြီးနောက်ဆုံးမှာတော့ bedroom to mountain နဲ့ချိတ်ဆက်ပေးလိုက်ပါမယ်။ green flag ကို click ပြုလုပ်တဲ့အခါ which house bedrock ကနေ၄စက္ကန့်အကြာမှာ mountain bedrock ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ် click a character story ပန်ဒီရဲ့အခါမှာစက္ကန့်တွေကို interactive ဖြစ်အောင်ပြုလုပ်တဲ့သင်ခန်းစာဖြစ်ပါတယ် mountain bedrock ပေါ်မှာ unicorn စက္ကန့်ကိုခေါ်သုံးလိုက်ပါမယ် unicorn ဆက်ကောင်ကို clip ပြုလုပ်တဲ့အခါမှာဆက်ကောင်ရဲ့အသွင်အပြင် color ပြောင်းပြီးအတန်တစ်ခုထွက်စေတဲ့ interactive ဖြစ်အောင်ပြုလုပ်ဖို့အတွက် cog တွေကိုတော့ event တွေက one this free click look တွေက change color effect by 25သူရဲ့အောက်မှာတော့ sound panel တွေက slash sound magic spell ကိုအသုံးပြုလိုက်ပါမယ်။ ီနေရာမှာမိမိအဆင်ပြေတဲ့အဖက်နဲ့ဆောင်းတွေကိုအစားထိုးပြီးအသုံးပြုနိုင်ပါတယ်။ Spread ကို click ပြုလုပ်ကြည့်တဲ့အခါမှာ interactive ဖြစ်တဲ့ဇာတ်ကောင်တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ Add your files ဒီသင်ခန်းစာမှာတော့ကိုယ့်ရဲ့အသံကို record ပြုလုပ်ပြီး character ကိုအသံထွက်စကားပြောစီရဲ့သင်ခန်းစာတစ်ခုကိုပြုလုပ်ကြည့်မှာဖြစ်ပါတယ်။ Princess ဆက်ကောင်ကိုအသုံးပြုပါမယ်။အတန် record ပြုလုပ်ဖို့အတွက် sound top မှာရှိတဲ့ format menu ထဲက record icon ကို click ပြုလုပ်လိုက်ပါမယ်။ပေါ်လာတဲ့ record sound window ရဲ့အနီးရောက် button လေးကို click ပြုလုပ်ပြီးမိမိအတန်ကို record ပြုလုပ်ပါ။ Let's go. Record ပြုလုပ်ပြီးရဲ့အခါမှာ stop record ပြီးရင် save button ကို click ပြုလုပ်ပြီး save ပြုလုပ်လိုက်ပါမယ်။အတန်း file name ကိုစောင်းဆိုတဲ့နေရာမှာသတ်မှတ်ပေးနိုင်ပါတယ်။ခုတ်စတင်မှုအတွက်ခုတ်ထပ်ကိုပြန်သွားပြီး one green file click သူ့ရဲ့အောက်မှာတော့ခုနက record ပြုလုပ်ထားတဲ့အတန်းကိုအသုံးပြုဖို့အတွက် sound panel ထဲက step sound let's go ကိုအသုံးပြုလိုက်ပါမယ်။ နောက်ဆုံးမှာတော့ say hello for 2 second block ကိုထိဆက်လိုက်ပါမယ်။ hello နေရာမှာ let's go ကို အစားထုတ်လိုက်ပါမယ်။ green flag ကို click ပြုလုပ်ပြီး program ကိုစတင်တဲ့အခါခုလိုတွေ့ရမှာဖြစ်ပါတယ်။ let's go let's go let's go glide to a spot ။ဇက်ကောင်တစ်ခုကိုစတိတ်ပေါ်မှာဖြတ်တန်းသွားအောင်လွဲကူစွာ ဖန်တီးနိုင်ပါတယ်။ Mountain Patrol နဲ့ All Sprit ကိုအသုံးပြုလိုက်ပါမယ်။အောင်ကို slash ပြုလုပ်ထားရမှာဖြစ်ပါတယ်။ event အနေနဲ့ one green flag click နဲ့စတင်လိုက်ပါမယ်။ ့နောက်ဆက်တွဲခုတ်တွေကတော့ motion panel ထဲက go to hy block h demo -180 y demo 140ထည့်ပေးလိုက်ပါမယ်။၎င်း go to hy block ဟာ sprite ရဲ့စတင်မဲ့စတင်မှတ်နေရာဖြစ်ပါတယ်။နောက်ထပ် glide 1 second to h -30 y 50 block ကိုချိတ်ဆက်လိုက်ပါမယ်။ ၎င်း block ကတော့ spread ဟာစမှတ်ကနေတက်မှတ်လိုက်တဲ့ h-30 y-50 ဒီနေရာကို တစ်စက္ကန့်အတွင်းရွေ့လျားသွားမှာဖြစ်ပါတယ်။ green flag နဲ့ program ကိုစကြည့်ရင်ရလက်ကိုအခုအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ respond to a character ဒီသင်ခန်းစာမှာတော့ဇက်ကောင်နှစ်ခုဟာတစ်ခုနဲ့တစ်ခု အပြန်အလှန်စကားပြောတဲ့ animate ကိုဖန်တီးရဲ့အခါအရင်လိုတမယိုးကြပုံစံ wait second block တွေကိုမသုံးဘဲ broken message နဲ့ when i receive message block နှစ်ခုကို တွဲဖက်အသုံးပြုပုံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Mountain Patrol ပေါ်မှာ goblin နဲ့ princess ဇက်ကောင်နှစ်ခုကိုခေါ်လိုက်ပါမယ်။ goblin ပေါ်မှာ one green flag click နဲ့စတင်လိုက်ပါမယ်သူအောင်မှာတော့ say hello for 2 second hello နေရာမှာ where are you going ဆိုတဲ့စာနဲ့ကိုပြောင်းပြလိုက်ပါမယ်နောက်ဆုံးမှာတော့ bracket message block ကိုချိန်ဆက်လိုက်ပါမယ် princess ကိုတော့ one i receive message block နဲ့စတင်လိုက်ပြီးသူအောင်မှာ say hello for 2 second block Hello နေရာမှာ True the Forest ဆိုတဲ့ phrase ကိုအစားထိုးလိုက်ပါမယ်။အဓိပ္ပာယ်ကတော့ပထမဇက်ကောင်က Where are you going ဆိုတဲ့အမိဝါကျကို broadcast ပြုလုပ်တဲ့အခါနောက်ထပ်ဇက်ကောင်တစ်ခုက၎င်း broadcast message ကို when i receive message ကိုရတဲ့အခါမှသာသူ့ရဲ့အောက်မှာရှိတဲ့နောက်ဆက်တွဲ save block ကအလုံးလုံးမှာဖြစ်ပါတယ်။ green flag ကို click ပြုလုပ်ပြီး program ကို run တဲ့အခါမှာပထမဆက်ကောင်ရဲ့မေးခွန်းကိုအရင်တွေ့ရပြီးဒုတိယဆက်ကောင်ကတုတ်ပြန်တာကိုတွေ့ရမှာဖြစ်ပါတယ် at scene ဒီခေါင်းစဉ်အောင်မှာတော့ petrol နှစ်ခုကိုအသုံးပြုပြီး sink နှစ်ခုဖန်တီးပါမယ်ဒုတိယဆင်းမှာဇက်ကောင်တစ်ခုမြင်အောင်ဖန်တီးကြည့်ပါမယ် Ridge House နဲ့ Mountain ဆိုတဲ့ Bedrock နှစ်ခုကိုအသုံးပြုလိုက်ပါမယ်။ဇက်ကောင်ကိုတော့ Force ကိုအသုံးပြုလိုက်ပါမယ်။ Force ကို Slug ပြုလုပ်ပြီး Hand Green Flag Click နဲ့စတင်လိုက်ပါမယ်။ပထမဇင်အတွက် Which Bedrock to Which Half နဲ့ချိန်ဆက်လိုက်ပါမယ်။ ထမဆင်းမှာဇက်ကောင်ကိုမမြည်စေခြင်းနဲ့အတွက် look block ထဲက hide block နဲ့ချိတ်ဆက်လိုက်ပါမယ်။နောက်ထပ်၄စက္ကန့်စောင့်ဖို့အတွက် wait 4စက္ကန့်နဲ့ထပ်မံချိတ်ဆက်လိုက်ပါမယ်။နောက်ဆုံးမှာတော့ switch bedroll to mounting block နဲ့ဒုတိယဆင်းကို ပြောင်းသွားမှာဖြစ်ပြီးနောက်ထပ် one bedrock shift to mounting block အတိတ်ပဲကတော့ mounting bedrock ပြောင်းတဲ့အခါနောက်ဆက်တွဲခုတ်တွေကို set run မှာဖြစ်ပါတယ် နောက်ဆက်တွဲ code တွေကတော့ go2h80y-tr block နောက်ဆုံးမှာတော့ show block အထိပ်ပဲကတော့ h80y-tr မှာ flow set ကောင်ကို ပေါ်စီမှာဖြစ်ပါတယ် green flag နဲ့ program ကို run ကြည့်လိုက်မယ်ဆိုရင် အခုအတိုင်းတွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာပြောသွားတဲ့သင်ခန်းစာတွေကတော့ story တစ်ခုကိုဖန်တီးရဲ့အခါမှာအသုံးဝင်တဲ့ code create တဲ့ပုံစံတွေဖြစ်ပါတယ် အဲ့ဒီတော့၎င်းခုတ်တွေကိုအသုံးပြုပြီးကိုရိုင်းစတိုရီတစ်ခုကိုဖန်တီးကြည့်စေချင်ပါတယ်။ဒီသင်ခန်းစာအနေနဲ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်သင်ခန်းစာတွေမှာထပ်တွေ့ကြပါမယ်။